မင်းင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်စ်လ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့စစ်ရင်တန်းနဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကရောက်40ထက်မနည်းသေဆုံးပြီးစစ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိကဆန္ဒဘိန်းကတစည်းကိုလည်းတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ၁၀ရက်နေ့မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့စစ်ရင်တန်းနဲ့ခြေချင်းစစ်ကြောင်းကိုမုံရွာခရိုင်ခရိုင်ကိုကဲရဲမှုရဲ့ကိုကဲမှုနဲ့တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမဲ့စစ်ခွေးဘက်ကအယောက်40ကျော်သေဆုံးပြီးတော့စစ်သားတအုပ်ကိုလည်း MA1 တနက်တလန်ကြီပေါက်၄ခု 5.56G 82တောင်းလို့နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့ပြီးစစ်နှဘိန်းကတစည်းနဲ့ F-set ဇိုင်းကဲတစည်းတို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ ်နမခါကနေစစ်ကြောင်းထိုးလာတဲ့ကားတန်းနဲ့ချွေချင်းစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲမှာတော့စစ်ခွေးအကောင်40ကျော်တိတ်ဆုံးပါတယ်စစ်ခွေးတကောင်ကိုလည်းအရှင်ဖမ်းမိထားတယ်လက်နဲ့တက်လက်နဲ့ခဲရန်တွေကိုတင်းစီရရှိခဲ့ပါတယ်ဆန်နဘိန်းကားနဲ့ဆိုင်ကယ်တစ်စီးလည်းတင်းစီနိုင်ခဲ့တယ်လို့ဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူအရာတော်မြို့နယ်ပကဖအဖွဲ့အရာတော်တိုက်နယ်930စက်တဲ့အဖွဲ့များမုံရွာခရိုင်ဘူဟာ66 PLA တပ်ဖွဲ့ ဒီပဲရင်မြို့နယ်အခြေစိုက်ဂလုံတပ်ဖွဲ့နယ်မုံရွာမြို့နယ်ပကပအဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်ဂွေးပင်တော်ခြေရွာမှာရှိတဲ့စစ်တပ်အထိုင်းစခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂုတ်လ23ရက်နေ့ညနေ4နာရီခန့်အချိန်မှာမြင်းမှုမြို့နယ်ဂွေးပင်တော်ကျေးရွာဖုံကြီးကျောင်းမှာအင်အားတရာခန့်နဲ့အထိုင်ချထားတဲ့စစ်ခွေးစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့က drone နဲ့တန်း KG ဘုံဒီတလုံးကျဲချတိုက်ခိုက်ရာစစ်ခွေးများထိခိုက်သေးဆုံးမှုရှိပြီးတော့အရေးအတွက်အတိအကျကိုတော့သိရှိနိုင်မှုစုံစမ်းနေတယ်လို့ပြောပါရယ်။ဩဂတ်စ13ရက်နေ့2နာရီလောက်မှာ အင်အားတွေထပ်ဖြည့်ထားတာပါညနေ၄နာရီလောက်ကျတော့ဂွေးပင်တော်ရွာဖုန်ကြီးကျောင်းရဲ့အရှိတ်ဘက်ကွင်းပြင်မှာလူစုပြီးတော့စကားထိုင်ပြောနေတဲ့အချိန်ဘုံတိချတာချတာကတော့တလုံးနဲ့ပဲကျွန်တော်တို့ကလည်းသူတို့ရဲ့ဂျမ်းမာကိုကြော်ဖြတ်နိုင်မလားစမ်းတက်ရင်းနဲ့တွားချတာပါကွက်တီကိုချနိုင်ခဲ့ပါတယ်ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ခွေးတွေကိုဆေးရုံကိုပို့ထားတယ်လို့သတင်းရတယ်တေမတေအတိကျကတော့မသိရဘူးလို့ကြောက်စဲခဲရန်အမှတ်၁၈လေး drone တပ်ဖွဲ့ကတိုက်ရင်မှုဆေးအားလေးကသတင်းပေးဖို့ပြောကြားထားပါတယ်၎င်းတက်ခတ်မှုကိုကြောက်စဲခဲရန်အမှတ်၁၈လေး drone တပ်ရင် ်မြင်းညာခရိုင်တရင်တုံအောင်းတပြင်းညီနောင်တပ်ဖွဲ့နဲ့ရွေဦးလူငယ် LPDF တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကမနေ့ကဩဂတ်လ14ရက်နေ့မှာလက်ထုတ်တော်ခြေရွာကိုမိရှို့ခဲ့တယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းရှိရင်ခြေရွာတွေကပြည်သူတွေကိုကျွန်တော်တို့ကရှောင်လိုင်းတယ်ဒါပေမဲ့တချို့ကတော့ပေးကပ်ပြီးမရှောင်ကြဘူးကျွန်တော်တို့ဆိုရင်ရန်သူရဲ့အနီးကပ်ဆုံးအထိကိုကပစ်ပေးပြီးတော့ရှောင်ကိုင်းနေတာကိုသူတို့ကမရှောင်ကြဘူးရွာတွေကိုဝင်လာတဲ့အချိန်မှာအဲ့ဒီကြံနေတဲ့ရွာသားတွေကို စစ်ခွေးစေချောင်းကဖမ်းသွားတယ်လူသားတိုင်းကလှုပ်ထားတယ်ကျွန်တော်တို့စီမှာကပြည်သူတွေရှိနေလို့တိုက်ချင်လဲမတိုက်ရဘူးသူတို့ထိမှဆိုလို့မတိုက်ဘဲနဲ့ရှောင်ပေးလိုက်ရတဲ့တိုက်ပွဲတွေအများကြီးပါပဲပြည်သူတွေအနေနဲ့စစ်ချောင်းလာရင်အလိုက်တသိနဲ့ရှောင်ပေးနေကြပါစစ်ခွေးတွေနဲ့ဝေးဝေးနေပေးကြပါလို့တိုက်တွန်းချင်ပါတယ်လို့ကြောက်ဆဲခဲအမတ်၁၈၄ဒရုန်းတပ်ဖွဲ့ကတိုက်ရင်မှုစေရလေးကရှင်းပြထားပါတယ်ဒါပြင်သခိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကချီရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးကထုတ်ပြန်ထားပါဗျာ ဩဂတ်စ၈ရက်နေ့ကမုံရွာမြို့နယ်ကြောက်ကချေးရွာအနီးကိုကြောက်ကလမ်းအတိုင်းဝင်ရောက်လာတဲ့အင်အား200ခန့်ပါတဲ့စစ်ခွဲစစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွဲများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုမမလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ပူးပေါင်းမဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရဲတပ်ဖွဲ့ကိုယ်တိုင်မူရစ်ဆေးတွေဖြန့်ဖြူးနေပြီးတော့ဖမ်းဆီးခံရတဲ့သူတွေတဲကသူတို့စီကဝယ်နေကြဖောက်တဲတွေကိုပြန်လှုပ်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AOD တိုင်းပသိမ်ခရိုင်ပသိမ်မြို့မှာဩဂတ်စ12ရက်နေ့ကပသိမ်မြို့အမှတ်2ရပ်ကွက်အုံတော်လန်းကနေအိမ်တိုင်းကိုစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကသတင်းရဆိုပြီးတော့နေအိမ်ထဲကိုဝင်းရောက်ရှာဖွေရမှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုတိုင်းနေရဝင်းကျင်တံမိုးရှိတဲ့ဆေးပြားတွေနဲ့အတူဖမ်းဆီးရမိခဲ့ပြီးတော့အဲ့ဒီနေ့ညပိုင်းမှာပဲ ငဝွန်ကျွန်းတာနှစ်လမ်းတွေကလူငယ်တအုပ်ကိုလည်းစိတ်ကြွရူးသွဆေးပြားတွေနဲ့အတူဖမ်းမိခဲ့တယ်လို့သိရပါဗျ။မူရစ်ဆေးနဲ့ဖမ်းဆီးခံရသူတွေကလိုင်းကြီးမပြေးပဲနဲ့မူရစ်ဆေးရောင်းနေတဲ့သူတွေကိုတော့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးတော့သူတို့နဲ့ဆက်နွယ်နေတဲ့သူတွေကိုတော့ပတ်စံတောင်းပြီးတော့ပြန်လွှတ်လိုက်တာတွေရှိတယ်လို့စုံစမ်းသိရှိရပါဗျ။ဆေးပြားမိတဲ့နှစ်ယောက်ကိုဖမ်းပြီးထောင်ချလိုက်တယ်။အဲ့ဒီနေ့ညကအဖမ်းခံရတဲ့ကောင်လေးကိုကြတော့သိန်း30ကျော်တောင်းပြီးတော့ပြန်လွှတ်လိုက်တယ်။အဖမ်းခံရတဲ့နှစ်ယောက်က သူတို့နေရင်းနေစီကနေပြီးတော့ဈေးကိုယူတာမဟုတ်ပါဘူးအခြားသူစီကနေယူရောင်းတာပါဟိုညဘိုင်းကဖမ်းခံရတဲ့ကောင်းလေးကသူတို့လူအဲ့ဒါကြောင့်ပတ်စံတောင်းပြီးပြန်လွှတ်ပေးလိုက်တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ပသိမ်မြို့မှာနေထိန်ခေါင်းဆောင်နေနဲ့စခန်းမှုဖြစ်သူဒူရဲမှုစိုးထုတ်ခိုင်လို့ဟာလေမူရဲဆေးဝါးများဖြန့်ဖြူးမှုမှာစက်တူအချိုးစည်းပွားလုတ်ကင်နေတယ်လို့သိရပြီးတော့သူတို့ကိုယ်တိုင်လည်းဖြန့်ဖြူးနေတာတွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်အခုချိန်မှာလူငယ်တွေကလေးတွေចောင်းသားတွေအကုန်လုံးဆေးဆွဲနေတာရန်နေဖြစ်လိုက်ထူးကြရိုက်ကြနဲ့ ကလေးတွေစီကိုလည်းစင်းတွေကပြန့်ကုန်တာပေါ့ရဲတွေကိုယ်တိုင်ဖြန့်ဖြူးနေတာဆိုတော့ပိုဆိုးတယ်လို့နောက်ထပ်ဒေသခံတို့ကပြောပြထားပါဗျ။စစ်ကောမရှင်ရဲ့ရဲတပ်ဖွဲ့ကိုယ်တိုင်ကမူရစေးတွေဖြန့်ဖြူးရောင်းချနေတာဖြစ်ပြီးတော့မြို့နယ်မူရဲမူရဲရန်အောင်ကိုလည်းလာစဉ်မူရစေးကရတဲ့လိုင်းချင်းငွေရဲ့သုံးပုံတစ်ပုံကိုခွဲပေးနေရတယ်လို့သိရပြီးတော့ခရိုင်ကစီမံချက်ရှိပါကသုံးဆွဲသူတွေကလူတွေကိုအခုလိုမျိုးဖမ်းဆီးထိုးကြွေးကအမှုကိုရှောင်ကွင်းတာတွေလှုပ်ဆောင်နေတယ်လို့စုံစမ်းသိရှိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာစစ်ကောင်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်တွေကလမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးရမှာဖုန်းထဲမှာ VPN software ရှိမရှိစစ်ဆေးနေပြီးတော့ပတ်စံငွေညစ်တောင်းတာတွေကိုပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ12ရက်နေ့နဲ့13ရက်နေ့တွေမှာမဟာအောင်မြင်မြို့နယ်83လမ်း35လမ်းနဲ့36လမ်းကြားနေရာမှာလက်နက်ကိုင်ဆောင်ထားတဲ့စစ်သားရဲနဲ့ရင်းထရေပူပေါင်းအင်အား၈ဦးခန့်ဟာကားတွေနဲ့လူတွေကိုစစ်ဆေးရမှာလူလိုင်းစင်ရင်းလိုင်းစင်တွေအပြင် မိုဘိုင်းဖုန်းများကိုပါယူဆောင်က VPN software အသုံးပြုမပြုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။စစ်ကော်မရှင်လက်အောက်မှာဖွဲ့စည်းထားတဲ့အဖွဲ့တွေဟာမဟာအောင်မြင်မြို့နယ်83လမ်း35လမ်း36လမ်းကြားချမ်းမြသာစီမြို့နယ်18လမ်း58 59ကြားနဲ့ပြည်ကြီးတကုံမြို့နယ်အတွင်း62လမ်း138 139ကြား58လမ်း129လမ်း130ကြားလမ်းတော့နေရာတွေကိုအဓိကစစ်ဆေးလေ့ရှိပြီးတော့ရွေလျားစနစ်နဲ့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျာ ်လက်တားပြီးတော့ရက်ခိုင်းတယ်အရင်ကလိုမျိုးလူလိုင်းစင်းရင်းလိုင်းစင်းတွေစစ်ပြီးရင်ပြန်မလွတ်သေးပဲနဲ့ဘေးနာခဏချပြီးတော့ရက်ခိုင်းထားသေးတယ်ဖုန်းကိုစစ်တယ်လော့ချထားရင် ဖွင့်ခိုင်းတယ်ဗျာအဲ့ဒီမှာ VPN အရင်ရှာတယ်မတွေ့ဘူးဆိုရင် Facebook ကိုရှာတယ်လို့လက်ကင်ဖုန်းထဲမှာ VPN စစ်ဆေးခံရသူမျိုးကံအမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်လက်ကင်ဖုန်းကိုစစ်သားတွေကတီးကြစစ်ဆေးတာဖြစ်ပြီးတော့ဖုန်းထဲမှာ VPN software တစ်ခုတည်းတွဲရှိပါက9000ကျပ် VPN နဲ့ Facebook နှစ်ခုတွဲတွဲရှိပါကတသိန်းကျပ်အထိပတ်စံတောင်းနေပြီးတော့ ပတ်စံမပေးနိုင်မှာကစိုက်ဘာလုံခြုံရေးဥပဒေနဲ့ဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ချိန်ချောင်းနေတယ်လို့ပြောပါရယ်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရဲ့မန္တလေးမြို့တွင်ရွေလျားစစ်ဆေးမှုတိုင်းမှာ VPN ကိုစစ်ဆေးတာမဟုတ်ဘဲနဲ့နေရာတချို့မှာသာ VPN software အသုံးပြုခြင်းရှိမရှိကိုရှောင်းတခင်စစ်ဆေးနေတယ်လို့လည်းသိရပါဗျ။နောက်ထပ်မန္တလေးမြို့ကံအမျိုးသမီးတဦးကတော့စစ်ကောင်မရှင်တပ်ဖွဲ့တွေရဲ့မြို့တွင်းစစ်ဆေးမှုတွေအတွင်းမှာ VPN စစ်ဆေးခံရမှုကိုမကြုံတွေ့ရသေးပဲ ပြူစောထီးတွေကြီးစိုးတဲ့ပြည်ကြီးတကွန်မြို့နယ်ထဲမှာတော့ VPN ဆက်ဆဲမှုတွေကိုပုံမှုပြီးတော့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ဒီလမ်း120ကျော်ရင်ပြူတွေကြီးစိုးတဲ့ဘက်မှာဆိုရင်ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်။ပြီးခဲ့တဲ့ရက်တွေကမြို့ထဲမှာဖမ်းဆီးခံရတော့ရဲ6ရက်လောက်ကလမ်းမေးကိုရက်ပြီးရင်မောင်းလိုင်စင်ဆိုင်ကလိုင်စင်တွေဆက်တာရှိတယ်။ဖုန်းကိုယူဆက်တာတော့မရှိခဲ့ဘူးလို့၎င်းကရှင်းပြထားပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်နေ့မှာစစ်ကောင်မရှင်ကစိုက်ဘာလုံခြုံရေးဥပဒေကိုစတင်ပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်အဲ့ဒီလအတွင်းမှာပဲမန္တလေးမြို့မှာစစ်ကောင်မရှင်တပ်တွေနဲ့ရဲတပ်ဖွဲ့တွေပြူစောထီးတွေက VPN တွေကိုစစ်ဆေးကဖမ်းဆီးပြီးတော့ပတ်စံတောင်းတာတွေလုံဆောင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းအထိ VPN စစ်ဆေးဖမ်းဆီးမှုတွေလုံဆောင်တာမတွေ့ရတော့ပဲဇူလိုင်လ30ရက်နေ့မှာစိုက်ဘာလုံခြုံရေးဥပဒေစတင်အာဏာတီကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်လာပြီးတဲ့နောက် အခုဩဂတ်လအတွင်းမှာ VPN စစ်ဆေးဖမ်းဆီးဝင်ညံ့မှုတွေကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ပြန်လည်လှုပ်ဆောင်လာတာပဲဖြစ်ပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်စစ်ကော်မရှင်တပ်က Facebook အပါအဝင် Social Media Platform တချို့ကိုအသုံးပြုခွင့်ပိတ်လိုက်တာကြောင့် VPN လို့ခေါ်တဲ့ Virtual Private Network ခံက Social Media တွေကိုဆက်လက်ပြီးတော့ပြည်သူတွေကအသုံးပြုနေကြတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ Cyber လုံခြုံရေးဥပဒေအရာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲနဲ့ VPN ထူထောင်တာသို့မဟုတ်ဝန်ဆောင်မှုပေးတာကိုလုံဆောင်ပါကထောင်ဒဏ်ရောငွေဒဏ်မှာချမှတ်ခံရနိုင်တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းဒနုပြည်မြို့နယ်မြို့ပေါ်ရက်ွက်များနဲ့ကြေးရွာအုပ်စုများမှာအသက်၁၈နှစ်ပြည့်တော့မဲ့လူငယ်များရဲ့စည်ရင်းများကိုစစ်တပ်နဲ့ထွေအုံများကလိုက်လံကောက်ခံနေပြီးတော့အသက်၁၈နှစ်ပြည့်တာနဲ့စစ်မှုထမ်းရအကျုံးဝင်နေဆိုပြီးပတ်စံအနေချင်းချောက်တောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အေယာဝတီတိုင်းဓနုပြူမြို့နယ်မြို့ပေါ်ရက်ကွက်များကျေးရွာအုပ်စုများမှာလာမဲ့လာပိုင်းအတွဲမှာအသက်ဆက်ရှင်နဲ့ပြည်တော်မဲ့လူငယ်များရဲ့စည်ရင်းများကိုလိုက်လံကောက်ခံနေတယ်လို့သိရပါဗါဒါအပြင်လက်ရှိစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အသက်ဆက်ရှင်နဲ့ကနေ35နှစ်အတွင်းရှိတဲ့လူငယ်များကိုလည်းစစ်မှုထမ်းခြင်းအဖြစ်နဲ့ စစ်မှုထမ်းအပတ်စဉ်တစ်ခုကိုငွေကျပ်တသိန်းခွဲကနေနှစ်သိန်းအထိတိုးမြင့်ကောက်ခံလာတယ်လို့သိရပါဗျ။ဓနုမြို့မြို့နယ်မှာတော့မြို့နယ်စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့ကိုယ်တိုင်ကအောက်ခြေနဲ့ပူးပေါင်းပြီးတော့အသက်ဆက်ရှင်နဲ့ပြည့်တော့မဲ့လူငယ်တွေရဲ့စည်ရင်းကိုထပ်ပြီးတော့ကောက်ပါတယ်။အရင်စစ်မှုထမ်းအချုံးဝင်တဲ့လူငယ်တွေအပြင်နောက်ထပ်မကြခင်မှာအသက်ဆက်ရှင်နဲ့ပြည့်တော့မဲ့လူငယ်တွေကိုပါစည်ရင်းထဲမှာထည့်ပြီးတော့ပေါင်းနေတယ်။ စစ်မှုထမ်းကြီးကတော့တောင်ကနန်းကနေပြီးတော့တက်လာလိုက်တာအခုနောက်ဆုံးလာစဉ်စစ်မှုထမ်းအပတ်စဉ်တစ်ခုကိုလူငယ်ရှိတဲ့အိမ်တိုင်းတသိန်းခွဲကနေနှစ်သိန်းအထိတောင်းနေပါပြီလူတွေခမမရှိရှိတာကိုပေါင်းနှံရောင်းချပြီးတော့စစ်မှုထမ်းကြီးပေးနေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်ဒနုပြူမြို့ပေါ်၄ရက်ကွက်၇ရက်ကွက်နဲ့၈ရက်ကွက်တို့မှာလူငယ်လူဦးရေနှဲပါလာပြီးတော့စစ်မှုထမ်းကြီးရရှိမှုနှဲပါလာတယ်ဆိုပြီးလူငယ်တွေရှိတဲ့အိမ်တိုင်းကိုတအိမ်အောင်ကို လစဉ်စစ်မှုထမ်းခြင်းငွေကျပ်၄သိန်းအထိတောင်းခံလာတယ်လို့ပြောပါတယ်။ပေးဆောင်ရန်ပြက်ကွက်ပါကအဲ့ဒီနေအိမ်မှာရှိတဲ့လူငယ်များကိုချက်ချင်းစစ်မှုထမ်းတင်တန်းချောင်းကိုပို့မယ်ဆိုပြီးချင်းချောက်လာတယ်လို့ပြောပါတယ်။အဲ့ဒီစစ်မှုထမ်းခြင်းငွေကြီးကလည်းမြို့နယ်စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့နဲ့အောက်ခြေရက်ကြီးတွေအကုန်လုံးမျှဝေပြီးတော့ခွဲချမ်းယူကြတာပါ။တိုင်းနာတွေလည်းဘာမှအေးမယူဘူး။မြို့နယ်နဲ့ရက်ကြီးကဟန်ချက်ညီညီခွဲဝေစားနေတော့ ဘလောက်တိုင်တိုင်မထီရောက်ဘူးဖြစ်နေတယ်စစ်မှုထမ်းကြီးလဲထည့်ရသေးတယ်တချို့အိမ်တွေကလူငယ်တွေမှာအပြင်သွားရင်ပေါ်တာဆွဲဖမ်းခံရပြီးတော့စစ်သားအဖြစ်နဲ့စူဆောင်းခံရတာတွေလည်းရှိနေတယ်လို့ဒနုပြူမြို့ကမြို့မီမြို့ဖတအုပ်ကရှင်းပြထားပါတယ်အလားတူပဲမန္တလေးတိုင်းညောင်ဦးမြို့နယ်မှာလည်းကြေးရွာတရွာကိုစစ်မှုထမ်းကြီးအဖြစ်စစ်ခွေးတပ်က350ကနေပြီးတော့သိန်း300အထိတောင်းခံလာတယ်လို့ဒေသခံပြည်သူများကပြောပါတယ်ညောင်ဦးမြို့နယ်တောင်စင်းကြေးရွာအုပ်စုဘုံတော်ကြေးရွာမှာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များဖြစ်ကြတယ် တိမ့်ပူငိမ့်စော်လင်းဖိုးစိတ်ခေါ်အောင်မြင့်တို့ကစစ်မှုထမ်းခြင်းများကိုတိန်အောင်ကိုငွေချက်တိမ့်ချီကောက်ခံနေတယ်လို့သိရပါတယ်။အဓိကအဖြစ်စစ်ခွေးတပ်ထမ်းကိုစစ်မှုထမ်းခြင်းအဖြစ်ရွာတေဘာကိုတိန်း150ကနေပြီးတော့တိန်း300ကျားပေးအပ်နေရတယ်လို့ပြောဆိုကကောက်ခံနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရီသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ